呢？第二了，不一叫那什么呢？三百肥牛不批发的，爸妈就是啊么把我说的看叫了，叫买是路线，可给人家叫路呀，咦，你说你啊，这么三点钟二十多，下回不要晚啥呀嘞？不一叫那个吃饭嘞，就不的开来吧。不一叫呢，他们是谁呢？不也来饭店后头么了？来人家啥了？不一叫呢，他们是谁呢？不批发的。 အခုဒီမှာမြင်ရလားတော့မသိဘူးလေထမင်းစီစမ်းတဲ့အချိန်မှာကျမစီတွေကိုလက်လွန်ပြီးတော့စမ်းလိုက်တာများသွားတာကြီးထမင်းကတော်တော်လေးကိုစီရွှဲနေရပါတော့ပြေးကြော်စားရတာအများန်းစိတ်ချမ်းသာစရာကောင်းပါတယ်အထူးသဖြင့် သူ့ရဲ့ခေါင်းလေးပေါ့ကြီးသူများတွေကတော့ဒီယုတ်လေးကိုကြောက်ကြအနေပါပါကျမကတော့ဒီယုတ်လေးကိုကြိုက်ပါတယ်သူ့ရဲ့ခေါင်းလေးကိုဝါလိုက်လို့ရှိရင်ဂျလွတ်ဂျလွတ်နဲ့စားလို့ကောင်းပါတယ် ကျွန်မနိုင်ငံမှာပရစ်ရာတွေရောက်ပြီးတော့လူများရဲ့ပရစ်ကြော်တွေရောင်းနေပြီဆိုတာနဲ့ကျွန်မကလည်းဂျပန်မှာပရစ်ရောင်းတဲ့ဆိုင်ဘယ်ဆိုင်ရှိလဲဆိုတာကိုရှာဖွေစုံစမ်းပြီးတော့ကိုတကူတကဝယ်စားတယ်ပေါ့နော်ဘလို့ရင်ကောင်းပါလေတစ်နှစ်ကိုတစ်ခါနှစ်ခါလောက်နှစ်ခါသုံးခါလောက်ပရစ်ကြော်မစားရဘူးဆိုလို့ရှိရင်စိတ်ထဲမှာနေမထိထိုင်မသာနဲ့အဲ့လိုမျိုး ဝင်နေတော့အဲ့ဒါကြောင့်မလို့မရမကရှောက်ဖွေပြီးတော့စားတော့တာပေါ့နော်။အနိုင်ပြောမယ်ဆိုလို့ရှိရင်ဂျပန်ကိုရောက်လာပြီးတော့စိုင်မျိုးစုံကပြည်ပေါင်းစုံစားတယ်။စားတယ်ဆိုပေမဲ့ကိုမြန်မာနိုင်ငံမှာရှိတဲ့အချိန်တော့ကစားခဲ့ရတယ်။အမေကျော်တဲ့ပြည်တော့မကောင်းဘူး။အမှန်တော့အမေကျော်တဲ့အရသာအမေကျော်တဲ့လက်ရာကောင်းလွန်းလို့တော့မဟုတ်ဘူးပဲ။ပြည်ရဲ့ဒီတီရှိမှုရေဒီပြည့်တေရဲ့ဘယ်လိုပြောရကောင်းမလဲအည်အသွေးပေါ်ကြီးအဲ့ဒါကူက လွန်ခဲ့တဲ့၈နှစ်လောက်ကအထီးရပိုကောင်းတယ်ဗောနော်နောက်ပိုင်းရောက်လာလေးလေးပရစ်တီရဲ့အကြီးအသေးတွေကတိတ်မကောင်းတော့လေးလေးလို့ခံစားရတယ်ဗောနော်အစတော့ကိုထင်တာကကြတော့ဟေးဂျပန်ကိုပို့တဲ့ပရစ်ဆိုတဲ့ခါကျတော့ဘလို့ပဲပြောပြောဟိုအရန်မလက်ဆက်ဘူးလေဟုတ်တယ်မလားအဲ့ဒါကိုကိုကလက်ခံနိုင်တယ်အဲ့ဒါဆိုတော့ကိုစိတ်ထဲမှာအစတော့ထင်တာက အဲ့ဒါကြောင့်မလို့ပဲပရည့်ရဲ့အည်သွေးလေးကညံ့သွားရလားပေါ့ဟေးဒါဆိုင်နေနဲ့မဆိုင်ဘူးเนาะပရည့်ကိုယ်တိုင်ရဲ့အည်သွေးကိုပြောဒါမဲ့အိမ်ကမိသားစုတွေနဲ့စကားပြောတဲ့ချိန်မှာကျတော့သူတို့ပြောစကားနားထောင်ရတာအရာဆိုလို့ရှိရင်ပရည့်တွေကလက်လက်ဆက်ဆက်ဒီဈေးမှာတွားဝယ်တယ်ဆိုလို့ရှိရင်တောင်မှပေါ့เนาะအမဆိုလို့ရှိရင်ဥတွေအများကြီးပါတယ်ဟုတ်တယ်မလားအဲ့ဥတွေကဘယ်လိုပြောရင်ကောင်းပါလဲအရန်ခဲပြီးတော့တောက်အောင်ပြီးတော့အဲ့လိုအရန်မာတောက်အောင်နေရကွယ်လက်ဆက်တဲ့ 一下子我们看咋样子就骗你。了、嗯，喏，马苏鲁新家说，除了没背一包嘞，伢对的马苏鲁新，除了片谁叫白包，喏，哎，谁叫白马苏鲁新不一点干净干的，对不对呢？点不下来，而亲妈，估计要多买点马苏鲁新，背一点，养够二十米，够累的过，偷偷开开的，蛮好看的。 စကားနဲ့ပြောပြလို့မရတဲ့ခံစားချက်ကြီးအဲ့ဥလေးတွေကိုစားလိုက်တယ်ဆိုလို့ရှိရင်ကိုက်လိုက်ရတဲ့အရသာကအဖွယ်လေးနဲ့ပြောလို့မတက်တဲ့ခံစားချက်မျိုးခံစားရတယ်အဲ့ဆိုတော့ကိုရီအမြဲတမ်းစားခဲ့တဲ့ပရိတ်ကအဲ့လိုမျိုးပရိတ်အခုအချိန်မှာစားရတဲ့ပရိတ်ကအဲ့လိုမျိုးမဟုတ်ဖဲနဲ့အဲ့ဥတွေကထုတ်ထုတ်ကဲကဲဖြစ်သွားပြီအဲ့ဒီဟာကိုကိုလည်းသိမကြဘူးဒါပေမဲ့မှကြမရှိရှိရစားရတာဆိုတဲ့အခါကျတော့အဲစားတယ်ပေါ့နော်ဥမာဒါမျိုးပေါ့နော် လိုဘိုက်ထဲမှာဆိုလို့ရှင်ဥတွေကအများကြီးပါတယ်ဒါပေမဲ့အဲ့ဥတွေကအဲ့လိုဖွဖွယ်လေးမဖြစ်တော့ဘူးကော။အဲ့လိုမျိုးခံစားချက်မျိုးပေါ့နော်။ပိရစ်ဒီလိုမျိုးဖြစ်ရတဲ့အကြောင်းအရင်းကဆိုင်နေနဲ့မဆိုင်ဘူးပေါ့နော်။အဲ့လိုပိရစ်ရဲ့ quality နဲ့ဆိုင်သွားတာပေါ့လေ။ဒါပေမဲ့အခုဒီတစ်ခေါက်ပိရစ်လေးကနည်းနည်းမဆိုးဘူးလို့ပြောရမှာ။ဘာလို့လဲဆိုတော့ဒီဥစားဥလေးတွေကခဲခဲလေးတွေဖြစ်နေတယ်ဒါပေမဲ့အရင်တော့ကလိုအရန်ကိုမာတောက်ပြီးကြိုက်မရအောင်ခဲတဲ့အခဲမျိုးမဟုတ်ဘူးလေ။ဥရဲ့အလုံးအထည်လေးကိုမြင်နေရတယ်။အဲ့ဖော်တိတ်မဆိုးဘူးလို့ပြောမှာပေါ့နော်။ ကိုကပရစ်ကိုစားရတာရင်ကြိုက်တာမဟုတ်ဘူးပရစ်ကင်ရတာလည်းကြိုက်တယ်ရှင်နေတော့မကင်ရဘူးပေါ့ရှင်ဆိုလို့ရှင်တော့လှုပ်ပေးလိုက်တာဝဲလာတဲ့ပရစ်လေးတွေကို လုံးဝကိုတန့်စင်သွားအောင်လို့ကင်ရတာလေသူ့ရဲ့ခြေထောက်လေးလက်လေးတွေအလိုစူးဂျွန်လေးပါတဲ့ဟာလေးတွေကိုကကြီးလေးနဲ့ကင်ပြီးတော့ပြီးလို့ရှိရင်အတောင်မန်တွေကိုကကြီးနဲ့ကင်တယ်ပြီးလို့ရှိရင်သူ့ရဲ့ဂုတ်ကနေပြီးတော့တီအီးလေးတွေကိုထုတ်တာလေဘာလို့လဲမသိဘူးအဲ့လိုလုံးရဲဆိုအရန်ပျော်တာကျွန်မကိုအကောင်ဗနေရကင်ခိုင်းခိုင်းကျွန်မပျော်ပျော်ကြီးကင်နေဒီဦးလေးတွေကိုကြည့်လိုက်တဲ့ဆိုအရန်ကိုလုံးလုံးထွထွေးကြီးဖြစ်မနေဘူးလေဟုတ်တယ်မလားအဲ့ဆိုတော့ပီးရဲ့ကိုယ်တိုင်ရဲ့ quality လေးကတိတ်မဆိုးဘူးလို့ပြောရမယ် ပြီးရဆိုလို့ရှိရင်ညာတော့ကြည့်တော့အယောင်လေးကတော့လက်ဆက်တဲ့အယောင်ပေါ့ဗျဒါမဲ့သူ့ရဲ့ဥတွေကဘာထဲမှာခဲခဲလေးဖြစ်နေတာ誒အဲ့ဒါဆိုတော့သူ့ကိုယ်တိုင်ရဲ့ quality ကတော့တိတ်မကောင်းပါဘူးရှင်ပြီးဥလေးတွေကိုကိုက်ရတာအဲ့လိုအသားကိုကိုက်ရတယ်လို့ဖြစ်နေတာ誒ဝေဝံသုံးတန်နေရရီရောရရနော်အခုဒီကျဲနေတဲ့ပြည့်လေးတွေကိုအေးဆေးဆက်စားလိုက်ပါဦးမယ်နောက်မှပြန်တွေ့ပါမယ်တတား